ျွန်တော်လိုမျိုးစာရဲမှာပြင်းနေသူတွေအတွက်ဂျာမန်တိုင်းအရင်ကိုသုံးပြပြီးတော့ဆေးကစကားပြောလိုက်ုံနဲ့နောက်ကစာပါတစ်ခါတည်းရေးပြီးတဲ့ဘောတစ်ခုကိုဘလို့ဖန်တီးလို့ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဗီဒီယိုဆုံးထိလိုက်ကြည့်ပေးပါကျွန်တော်အနေနဲ့ဂျာမန်တိုင်း AI အကောင့်တစ်ခုရှိဖို့လိုအပ်ပါတယ်ဒီမှာတော့ကျွန်တော်စမ်းထားတဲ့ဟာတွေနဲ့ပြောပြပေးပါမယ်ဒါတော့နောက်ဆုံးပါရှင်ပေါ့နော် ကျွန်တော်ဒီရှေ့ဆုံးကဘာရှင်ကိုပြန်သွားခြင်းလဲဆိုဒီ previous version ဆိုတာကိုနှိပ်သွားလိုက်ရပါမယ် ဒါပထမဆုံးဘာရှင်းပေါ့နော်။ဘာကြောင့်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ကမြန်မာစကားနေပြီးတော့ဒီစာသားအဖြစ်ပြောင်းပေးတဲ့ဘောတစ်ခုဖန်တီးပေးပါဆိုတော့သူကဒီတိုင်းလေးဖန်တီးပေးတယ်ပေါ့နော်။သူဖန်တီးပေးတဲ့ရာလေးကိုကျွန်တော်စမ်းကြည့်ပါမယ်။အလောင်းလုံးတစ်တိုင်းမနော်အားလုံးပဲမင်္ဂလာပါဒီနေ့ ကျွန်တော်ပြောပြမယ့်အကြောင်းအရာက Okay အဆင်ပြေတယ်နော်ပြီးရင်ဒီကောင်တစ်ချက်ပြန်ကလစ်လိုက်မယ်ပြီးသွားရင်ကျွန်တော်နောက်ထပ် version တစ်ခုနောက်ထပ်တစ်ခုကကျွန်တော်ဘာလုပ်ခိုင်းတာလဲဆိုတော့တစ်ချက်ကြည့်ကြပါမယ်ဒီ mic icon လေးပြောင်းခိုင်းတယ်ပေါ့နော်အဲ့တစ်ချက်ကြည့်ကြပါမယ်ဒီ next version ပေါ့နော် next version တစ်ချက်နှိပ်ကြည့် ါဒီမှာဆင်သူက mic ပုံလေးနဲ့ဖြစ်သွားပြီပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်ဘာလုပ်ခိုင်းတာလဲဆက်ကြည့်ကြည့်မယ်နောက်ထပ် version ကကျွန်တော်ဘယ်လိုခိုင်းတာလဲဆိုတော့ဒီ reset button နဲ့ edit button နဲ့နှစ်ခုထပ်တည်းခိုင်းတာလေ reset button ကိုနှိပ်လိုက်လို့ရှိရင်စာရီအကုန်ပြတ်သွားမယ်ဂလို edit button ကိုနှိပ်လိုက်လို့ရှိရင်စာရီအကုန်လုံးပြင်လို့ရရမယ်အဲ့လိုမျိုးခိုင်းတာလေကြည့်ကြည့်မယ် next version အဲဒီပါဆိုရင် reset button ပါလာပြီ အတစ်ပတ်တန်ပါလာပြီကျွန်တော်ဒါကိုတစ်ချက်စမ်းကြည့်မယ်နော်အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကကံပါကိုအသုံးပြုပြီးတော့ဒါကိုကျွန်တော်အတစ်လုပ်ကြည့်မယ်နော်အဲ့ဒါဒီမှာဆိုရင်ကံပါလို့ပြောတာကံပါလို့ဖြစ်နေကျွန်တော်ဒီပြောရရှိမှာတော့ပြပိသသပြောဖို့လိုအပ်ပါတယ်ကျွန်တော်အစ်စ်နေကြည့်ပါမယ် edit ဒီမှာဆိုရင်အပြောင်းလိုင်းလေးနဲ့ပေါ့နော် edit လုပ်လို့ရပါပြီကျွန်တော်ဖြတ်ကြည့်ပါမယ် okay စင်ပြေတယ်ဒီမှာ sweep value တစ်ခုချာလိုက်မယ် okay ပြီးရင်ကျွန်တော် down နှိပ်ပါမယ် ဒါဆိုရင်အဆင်ပြေပြီပြီးတော့ကျွန်တော် reset button နှိပ်ကြည့်ပါမယ် reset button နှိပ်လို့ရှိရင်ဒီ data data တွေအကုန်ပြတ်တော့ပါမယ် okay reset button လည်းအလုပ်လုပ်ပါပြီနောက်တစ်ခုနေနေကကျွန်တော်ဘာလုပ်ခိုင်းတာလဲဆက်ကြည့်ကြည့်ပါမယ်နောက်တစ်ခုနေနေကကျွန်တော် copy button ကိုထည့်ခိုင်းတာပါတယ်ဒီ copy button နှိပ်ရလို့ရှိရင် transcription ပေါက်ထည့်ရ data တွေအားလုံးကို copy လုပ်ပေးပါလို့ပြောထားပါတယ်တစ်ချက်ကြည့်ကြည့်ပါမယ် next version ဒီပါဆိုရင် copy button တခုတိုးလာပါပြီကျွန်တော်စမ်းကြည့်ပါမယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကကံပါကိုအသုံးပြုပြီးတော့မျက်နာသစ်စေး motion video တခုပြုလုပ်နေကိုအသေးစိတ်ပြောပြပေးပါမယ်ကျွန်တော်နဲ့အတူ video အဆုံးအထိ လိုက်ကြည့်ပေးပါโอเคကျွန်တော်ဒီစာကိုခုန reset နဲ့ edit ကစမ်းပြပြီဆိုတော့ကျွန်တော် copy လုပ်ကြည့်ပါမယ် copy ဒီမှာဆင် copy လုပ်သွားပြီပေါ့နော်ဒီမှာ set ထည့်ကြည့်ပါမယ်ဒီမှာဆိုရင် copy ပါလာပါပြီ โอเคကျွန်တော်ဒီကောင်ကိုပဲ edit လုပ်ကြည့်ပါမယ် edit ဒီနေရာလေးဖြတ်လိုက်မယ်တော့မပါဘူး โอเคဒါဆိုရင်အဆင်ပြေပါပြီ Dan ဒီအတန်သွင်းတဲ့နေရာမှာစကလုံးပြပြသားသားနဲ့ပြောရင်ပို့ပြီးတော့တည်ကြပါတယ်ကျွန်တော်တို့ဒီစာလေးကို copy ယူထားပါမယ်နောက်ထပ်အတန်သွင်းစရာမလိုပါဘူးเนาะနောက်ထပ်ဘာကြောင့်တခုနေရကျွန်တော်မလုပ်ထားလဲဆိုတော့ မိုက်ခရိုဖုန်းပတ်တံပေါ့နော်သူ့ရဲ့လှုပ်ဆောင်ချက်ကို reset action ဆိုအောင်မထည့်ပြဖို့ပြောထားပါတယ်ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီမှာတင်းပြီးသွားပြီပြင်ပြီးသွားပြီဒီတိုင်းပဲထားလိုက်ပြီထားလိုက်ပြီဆိုရင်ကျွန်တော်ကနောက်ထပ် set သွင်းမယ်ဆိုလို့ရှိရင်ဒီပတ်တံကိုနှိပ်ရအောင်နှိပ်လိုက်ပြီဆိုရင်ဒီစာရအကုန်ပြတ်သွားမှာအဲ့လိုမပြတ်ဖဲနဲ့စတိုက်တွင်းလို့ရအောင်လို့ဒီလိုလေးခိုင်းထားပါဒီမှာဆိုရင် ိတ်ဘာရှင်မရောက်သေးဘူးမရောက်သေးတဲ့အတွက်ကျွန်တော်ဆန်းပြပါမယ်ဒီမိုက်ခရိုဖုန်းဘတ်တန်ကိုနှိပ်လိုက်တာနဲ့ဟုတ်ကစာရီကအကုန်ပြတ်သွားမှာပါဒီလိုဖြစ်နေရပါအဲ့အတွက်ကြောင့်မိုက်ခရိုဖုန်းဘတ်တန်ကိုဖွင့်ဖွင့်ပိတ်ပိတ်ရှေ့ကစာရီမပြတ်ဖိနေဆက်ပြီးတော့အတန်သွင်းလို့ရအောင်လို့ဒီလိုလေးခိုင်းထားခြင်းဖြစ်ပါတယ်အိတ်ဘာရှင်ကိုကြည့်ကြည့်ပါမယ်ခုနကကျွန်တော်အတန်းတွင်းထားတဲ့ စာလေးကိုပြန်ယူလိုက်ပါမယ်ဒီစာကိုမယူတော့ဗျာကျွန်တော်ဆန်းကြည့်ပါမယ်အားလုံးအလုံးမင်္ဂလာပါဒီမှာဆိုရင်ဒီစာလေးရှိနေပေါ့နော်ကျွန်တော်ဒီမိုက်ခရိုဖုန်းကိုနှိပ်ကြည့်ပါမယ်ထဲရစာရီပြတ်သွားလားဆက်ပြီးရှိနေသေးလားအဆင်ပြေရဲ့လား အဆင်ပြေပါတယ်။ Okay ဒါဆိုရင် तू ကဒီတိုင်းလေးလုတ်ပေးပြီပေါ့နော်။ရှင်းရစာတွေမပြတ်ဖဲနဲ့နောက်ကနေပြီးတော့ဆက်ပြီးတော့ထပ်ထည့်ပေးတာပေါ့နော်။နောက်ထပ် budget တစ်ခုမှာတော့ကျွန်တော်ကဘာမှထပ်ထည့်ခိုင်းခြင်းတော့မရှိပါဘူး။ပို့ပြီးတော့မြန်ပြီးတော့မအောင်အကုန်လုံး fix လုပ်ပေးပါလို့ပြောထားပါတယ်။ဒီမှာတော့ဘာမှသိထူးမသွားပါဘူး။ ောက်တစ်ခုအနေနဲ့ကျွန်တော်ကဒီ summary box ကိုထည့်ခိုင်းထားပါတယ်ဒီစာလေးကဒီ box ရဲ့အောက်မှာ summary box လေးကိုထည့်ခိုင်းထားပါ summary box ကဘယ်စီမံပုံမှန်လဲဆိုတော့ကျွန်တော်ဒီစာရဲ့ edit လုပ်မယ် edit လုပ်ပြီး save ရဲ့အချိန်မှာမှဒီ summary box ကပေါ်လာမှာပါပြီးတော့ကျွန်တော်က bullet point လေးနဲ့ပြထားပါတယ်1 2 3ဆိုပြီးပြခိုင်းထားပါတယ်ကျွန်တော်အတန်တော့ဆက်မသွင်းတော့ပါဘူး ့ကြည့်ပြီးသားစာကို copy လုပ်ပြီးတော့အဲ့ဒီဒီတဲ့ copy paste လုပ်လိုက်ပါမယ်ကျွန်တော် down နေတဲ့ဌာနဲ့အောက်ကနေပြီးတော့ summary box လေးကြားလာပါမယ် sorry ကျွန်တော် next version ကိုမပြောဘူးဒီ summary box ပါတဲ့ version ကိုပြောင်းလိုက်ပါမယ် next version ဒါနော့ term တွင်တော့ပါဘူး then ဒီပါဆွဲကျွန်တော် summary လုပ်ပေးနေပါပြီ ဒီမှာဆိုရင်ဒီကျွန်တော် ပြောထားတဲ့ဟာကိုသူက summary လုပ်ပေးတာပါဒီမှာဆိုရင်ကျွန်တော်ပြောခြင်းတဲ့အကြောင်းအရာလေးတွေကိုအချက်လက်လေးတွေနဲ့ထုတ်ပေးထားတာပါနောက် version တစ်ခုအနေနဲ့ကကျွန်တော်ကဒီ summary box ရဲ့အောက်မှာပဲ note ပုံစံမျိုးလေးပေါ့နော်ထပ်ထည့်ခိုင်းတာပါလေဒါပေမဲ့သူကအတူတူပဲဖြစ်သွားတဲ့အတွက်ကြောင့်ဒီ summary box ကိုဖျောက်ပြီးတော့ဒီ note ကိုပဲပြပေးတာဖြစ်ပါတယ်ကျွန်တော်နောက် version တစ်ခုထပ်ကြည့်ပါမယ် next version ဒီမှာဆိုရင်ကျွန်တော်ဒါလေး copy paste လုပ်လိုက်မယ်ပြီးရင် done ဒီမှာဆိုရင်ကျွန်တော်တို့ပုံပေါ်မှာ note တွေကတ်ထားတဲ့ပုံစံမျိုးလေးထည့်ပေးထားပါတယ်ကျွန်တော်ကဘယ်လိုပြောထားလဲဆိုတော့ spine တွေလုံးတဲ့ပုံစံမျိုးပေါ့နော်တကယ်အစ်စ်မှန်ပုံစံမျိုးလေးလုပ်ပေးပါလို့ပြောတယ်ဒီမှာ case file တွေ evidence book တွေဒါတွေပဲပါလာတာပေါ့နော်ဒီမှာဆိုရင် color လေးခွဲပေးထားတယ်တကယ်မိုက်ပါတယ် ပြီးတော့ကျွန်တော်ဒီ case file တို့ evidence file တို့ကျွန်တော်ပြောင်းခိုင်းပါတယ်ဒီမှာဆိုရင် case file အစားကို current time လက်ရှိချိန်ပေါ့နော်ထည့်ပေးပါလို့ဒီ evidence file အစားကိုကျွန်တော် notebook ဆိုပြီးပြောင်းခိုင်းပါတယ်နောက်ထပ် version တစ်ခုမှကြည့်ကြည့်ပါမယ်အဲ့ဒီ control v done မှာဆယ် current time ပါလာပြီဒီမှာဆယ် notebook လို့ပြောင်းသွားပြီအဲဒီမှာဆယ် note လေးတွေကိုကျိုးလေးနဲ့လာလာပပထုတ်ပေးထားပါတယ် okay ဒီလောက်ဆိုရင်အဆင်ပြေပြီလို့ထင်ပါတယ်ကိုကအခုမှစာဆန်းလာဆိုရင်ပထမဆုံးတစ်ခုကိုကျွန်တော်စမ်းပြပေးပါမယ်ကျွန်တော်ဒီထိတ်ဆုံးအစာလေး copy လုပ်လိုက်မယ်ပြီးရင် new shape ဒီ tools ကိုတစ်ချက်ထားပြီးရင် canvas ဒီ canvas ဝင်ရပြီပါ control V PA0 submit ဒီမှာဆိုရင်ကုတ်တွေရေးပေးနေပါပြီโอเคဒီမှာဆိုရင်ဒါသူလုတ်ပေးတာပါเนาะကျွန်တော်တစ်ချက်ဆန်းကြည့်ပါမယ်စက်ကလစ် along ကလေး around this time အလောအလောမင်္ဂလာပါ Okay ဒီတိုင်းလေးကိုပါသားကိုစမ်းကြည့်ကြည့်ပါဒီလိုမျိုးအတန်ကနေပြီးတော့စာသားပြောင်းတဲ့ app တွေအများကြီးရှိမယ်လို့ထင်ပါတယ်ဘယ်ဟာပိုကောင်းလဲဆိုတာ comment မှာရေးပေးခဲ့ပါဦးအဆုံးထိကြည့်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒါနဲ့ subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ် bye bye